မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ1ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNDB နဲ့ဒီမော့ဆိုမြို့နယ်တိုက်ပွဲအတွင်းမှာစစ်ဦးအချိုးခံရတဲ့စစ်ကောင်စီတပ်ကအင်အားတွေထပ်ဖြည့်ပြီးတဲ့နောက်ငွေတောင်ရွာတဲ့မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီမော့ဆိုမြို့နယ်ဘက်ကနေဖရူဆိုမြို့နယ်ကိုပြည်တော်စုလမ်းမကြီးအတိုင်းဥတည်ပြီးတော့စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းပူးပေါင်းတပ်များကြားမှာ၃ရက်ဆက်တိုက်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါဗါတယ်။ငွေတောင်ရွာတဲ့ဘက်မှာပဲ မနေ့ကဩဂတ်လ31ရက်နေ့မှာနှစ်ဖက်တိုက်ပွဲတွေတော်တော်ပြင်းထန်ပါတယ်ကိုရီဘက်ကနှစ်ယောက်ထိခိုက်ကြဆုံးသွားတယ်ဒီကောင်တွေဘက်ကလည်းတေဆုံးတာတွေအများကြီးပဲလို့ဒီမော့ဆိုမြို့နယ်အခြေစိုက်ကာကွယ်ရဲဘော်တအုပ်ကပြောပြထားပါတယ်စစ်ကောင်စီတပ်ဟာလေကြောင်းတိုက်ခိုက်မှုများစွာပြစ်ကူပေးနေတဲ့အပြင်ဒီကနေ့မှလည်းလေကြောင်းတိုက်ခိုက်မှုများကိုလုပ်နေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်ရန်သူကရှေ့ကိုဆက်တိုးနေတာပေါ့အင်အားတွေဆက်ဖြစ်နေတယ်မြေပြင်အနေအထားရရော ဘုံရန်သူတခုတည်းဆိုတဲ့ရည်ရွယ်ချက်နဲ့ဆက်ပြီးတော့ခြေတက်နေပါတယ်စီရေးနောက်ဆက်တွဲကတော့တင်းမာနေတယ်ကျွန်တော်တို့လည်းလှုပ်လှုပ်ရတဲ့အပိုင်းတွေဆက်လက်ပြီးတော့လှုပ်ဆောင်နေပါတယ်လို့ဒီမဆိုဖရူဆိုလမ်းမိုက်မှာစစ်ကောင်စီတပ်ကိုတိုက်ခတ်ရမှာပါဝင်နေတယ်ကယန်အမျိုးသားတက်မတော် KNA ရဲ့တာဝန်ရှိသူခွန်ရဲကောင်ကပြောဆိုထားပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကငွေတောင်ရွာသစ်မှာအင်အားတရာကျော်နဲ့တပ်ဆွဲထားတဲ့စစ်ခွေးတပ်ကိုတော်လိုင်းတပ်ပေါင်းစုတွေကဝင်ရောက်တိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သား15ဦးထက်မနည်းသေဆုံးပြီးတော့လက်နက်6လက်ရရှိခဲ့တယ်လို့သိရပါတယ် စစ်ခွေးတွေဘက်ကအထိနာသွားလို့မနေ့ကစပြီးတော့လေယာဉ်တွေရော drone တွေရောလက်နက်ကြီးတွေနဲ့ပါတောက်လျှောက်ထုတ်နေတယ်လို့မြေပြင်ကရဲဘော်တို့ကရှင်းပြထားပါတယ်2023ခုနှစ်နိုဝင်ဘာလကစပြီးတော့တော်လိုင်းအင်အားစုကဖြတ်တောက်ထားတဲ့ Rigo Dimoso Fruzo လမ်းပိုင်းကိုပြန်ထိန်းချုပ်ရန်စစ်ကောင်စီကကြိုးပမ်းနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတာရွှေဘုံမြို့ရဲ့ဂိန်းနဂိတ်ဂျားမာရှိတဲ့မြို့ဝင်တရားကိုဩဂတ်လ31ရက်နေ့မနက်အစောပိုင်းမှာ PDF အလံစိုက်ထူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြို့ဝင်တောင်မုတ်ဂိတ်နဲ့ဟုတ်စိန်ဂွေဂိတ်စတဲ့ဂိန်းနဂိတ်ဂျားကကာကြီးဝင်းအနီးကမြို့ဝင်တရားမှာ PDF အလံစိုက်သွားတာဖြစ်ပြီးတော့အာနာသိန်းစစ်ခွေးတက်ရဲ့တပ်ဖွဲ့ဝင်တွေကမနက်7နာရီဝန်းကျင်လောက်မှာဒေသခံတအုပ်ကိုဖမ်းဆီးပြီးတော့ဖြုတ်ခိုင်းခဲ့တယ်လို့ဒေသရင်းသတင်းရင်းမြစ်ထံကသိရပါဗျာ ်အလန်ကတော့ဘယ်အချိန်လာဆိုင်သွားလဲတော့မသိဘူးအလန်ဆိုင်တဲ့တရင်ကတော့ပြက်နှံ့သွားလို့တမျိုးလုံးကစစ်ခွေးတွေကတော့ရုပ်ရုပ်သေးသေးဖြစ်သွားတယ်စစ်တပ်ကကြားကြားချင်းတော့မလာဘူးစစ်တပ်က10နာရီလောက်မှလာပြီးတော့ဖြုတ်တာဖြုတ်တော့လေသူတို့ကိုယ်တိုင်မဖြုတ်ရဲပါဘူးအနီးနားမှာသွားလာနေတဲ့ပြည်သူတယောက်ကိုဖမ်းပြီးတော့ဖြုတ်ခိုင်းတာသူတို့ကအနားတော်မကပ်ရဲဘူး ဖြုတ်ပြီးမှဒရာအနီးကိုရောက်လာပြီးတော့အလံကိုယူသွားတာလို့မျက်မြင်တွေ့ရှိသူဒေသခံတဦးကသတင်းပေးဖို့ပြောကြားလာပါတယ်။အဲဒီနောက်အာနာသိန်းစစ်ခွေးတပ်ကကားငါးစီးနဲ့ရောက်လာပြီးတော့ PDF အလံဆိုင်သွားတဲ့ဒရာအနီးမှာသွာလာနေတဲ့သူတွေနဲ့လမ်းဘေးကဈေးဆိုင်တွေကပြည်သူတွေကိုဖမ်းဆီးစစ်ဆေးဆဲဆိုရိုက်နှက်တာတွေကိုပြုလုပ်သွားတယ်လို့သိရပါတယ်။ဒါအပြင်မြို့အဝင်အထွက်ဂိတ်တွေမှာလုံခြုံရေးတွေကိုတုံးမြန်ချထားတယ်လို့သိရပြီးတော့လမ်းသွာလမ်းလာပြည်သူတွေကိုစစ်ဆေးဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့သိရပြီး ဟန်စီခံရသူဥယျာဉ်နဲ့ရိုက်နှက်ခံရသူဥယျာဉ်တွေကိုတော့အသေးစိတ်စုံစမ်းနေစေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့အမရပူရမြို့နယ်ကြောက်စိမ့်ဖျားအနီးကစားတောက်ဆိုင်ကိုစီပေါစာကားတစ်စီးဟာဝင်တိုက်မိပြီးတော့မိလောင်သွားတဲ့အတွက်ပြည်သူ၃ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်6:45မိနစ်အချိန်မှာစီပေါစာကားတစ်စီးဟာသခိုင်းမြင့်ငယ်လမ်းပေါ်က ကောင်းကောင်းနန်းတော်စားဥရင်ဆိုင်အနီးကစားတော့ဆိုင်ကိုစီပေါင်းစားကားတစီအရှိန်မထိန်နိုင်ပဲဝင်းတိုက်မိခဲ့တာလို့ဒေသခံတွေကပြောပါတယ်ဝင်းတိုက်မိပြီးတော့မီးလောင်သွားတာကြောင့်ဆိုင်ထဲမှာရှိတဲ့သူ၃ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်သေသွားတဲ့သူတွေဟာဝင်းနှန်းနေလားစားသုံးသူတွေလားဆိုတာမသိရသေးဘူးရုပ်တွေကခွဲမရတော့လို့ပါကားသမားတော့မဟုတ်ဘူးရင်မောင်းကိုတော့မိထားတယ်လို့ လူမှုကွန်ရီအတင်းတစ်ခုကတာဝန်ရှိသူကအတည်ပြုပြောကြားထားပါဗျ။အခြားကွန်ရီနေတဲ့ဒုတအူးကလည်းတေဆုံးသူနှစ်ဦးကတော့စီစဉ်နေသေးပဲလို့ပြောပြထားပါဗျ။အခင်းဖြစ်ပွားရနေရာကိုမန္တလေးတိုင်းကမိသက်ကားတွေနဲ့လူမှုကွန်ရီအတင်းတွေတွားရောက်ပြီးတော့ကွန်ရီဆောင်ရွက်ပေးခဲ့တယ်လို့သိရပါဗျ။မနေ့စာစားချိန်မှာဖြစ်ပွားခဲ့တာကြောင့်ထိခိုက်မှုတွေရှိနိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ22ရက်နေ့ကလည်းထုံးဖို့မြင့်ငယ်ဖြတ်လန်းမှာစီစဉ်ခြံဝင်းတစ်ခုမိလောင်ကျွမ်းမှုဖြစ်ပွားခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကံဘလူမြို့နယ်မှာစစ်ခွေးတပ်ကစစ်ပေးဆောင်လင်မယားနှအုပ်ကိုရရက်ဆက်ဆက်တပ်ဖြတ်ခဲ့ပြီးတော့နေအိမ်များကိုလည်းမိရှို့ဖျက်ဆီးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ31ရက်နေ့မနက်7:00နာရီခွဲအချိန်မှာကံဘလူမြို့နယ်ချက်တင်းအထိုင်စခန်းကစစ်ခွေးများနဲ့ပြူခွေးအင်အား100ခန်းနဲ့ ပုံနာကြီးရွာဘက်ကိုထွက်လာတဲ့စစ်ကြောင်းကဥကင်းကြီးရွာနဲ့နှောကုန်းရွာကို drone နဲ့ဘုံလေးလုံးချပြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်ပုံနာကြီးရွာကနေစစ်ပေးရှောင်နေတဲ့အသက်45နှစ်အရွယ်ကိုဇော်မျိုးလိုင်နဲ့အသက်44နှစ်အရွယ်မမမာတင်းတို့လင်မယားနှစ်ဦးကိုပြစ်ခတ်တပ်ဖြတ်ကဗဇက်နဲ့ဥကောင်းတို့ကိုဓားနဲ့ခုတ်ဖြဲပြစ်ခတ်တယ်လို့သိရပါဗျ။ဒါအပြင်စစ်ရှောင်တဲ၄လုံးကိုလည်းမိရှို့ဖြတ်စည်းသွားတယ်လို့ပြောပါတယ်။ အဲ့ဒီစစ်ခွေးစစ်ကြောင်းကမနေ့ကမနက်10:00နာရီအချိန်မှာပုံနာကြီးကြီးရွာအရှိတ်အယောင်ကံဘလူခရိုင်တပ်ရဲနှစ်ကရဲဘော်များနဲ့ဒေသကာကွယ်အဖွဲ့များကစောင့်ကြိုပြီးတော့တိုက်ခိုက်ခဲ့ရာစစ်ခွေးခုနှစ်ကောင်ထက်မနေ့အပြင်းထန်ထိခိုက်ဒဏ်ရာရရှိသွားပြီးတော့၅ဦးကိုနွားလဲဘော်တင်ပြီးတော့၎င်းကျန်တဲ့၂ဦးကိုတော့ထမ်းဆင်များနဲ့၎င်းထမ်းပြီးတော့တဲဆောင်သွားကြတယ်လို့သိရပါတယ်ချက်တင်းအထိုင်စခန်းကနေထွက်လာတဲ့စစ်ခွေးတွေကအင်အားတရာကျော်လောက်ရှိတယ်၃ဘွဲလောက်ခွဲပြီးတော့ထွက်လာတာ drone နဲ့လဲဥကင်းကြီးနဲ့နှောကုန်းရွာတွေဘက်ကိုဘုံလေးလုံးချပြီးတော့ပြေးရတာ ဆက်စားခြင်းစစ်ဆောင်တဲဘက်ကိုဝင်ပြီးတော့တဲတွေကိုဝိုက်ပြတာဆိုတော့တဲနာမှာရှိတဲ့ကိုစုံမျိုးလင်တို့လင်မယားနဲ့အောင်စလုံးတေးသွားပါတယ်အဲ့ဒီလင်မယားနဲ့အစလုံးကိုလည်းဗဇက်တွေကောင်းတွေကိုဓားတွေနဲ့ဖျဲထားတာရရဆက်ဆက်ပဲဗျာကြောက်စရာကြီးတကယ်ကိုလူစိတ်မရှိတဲ့ကောင်းတွေစစ်ဆောင်ပြည်သူတွေမှတည့်ရတဲ့ကိုရရဆက်ဆက်တတ်ဖြတ်သွားတာပါ ပြီးတော့တဲတွေကိုလည်းမီးရှို့ခဲ့တယ်အဲ့ဒီနောက်မှာပုံနာကြီးရွာကျော်ကပကဖတွေ PDF တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ကြတာခွေးတွေဘက်ကခွန်ကောင်လောက်ထိတယ်အထန်းတွေနဲ့ရောလဲတွေနဲ့ရောတင်သွားကြတာလို့ဒေသခံပြည်သူတို့ကပြောကြထားပါတယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းနဲ့ပြည်သူ့ကဝေးတပ်ဖွဲ့တွေဂျားမှာတိုက်ပွဲဟာတနအိခွဲကံကြာမြင့်ခဲ့ပြီးတော့စစ်ခွေးတပ်ကအထိနာပြီးရှေ့ဆက်မတိုးနိုင်တော့ပဲမနေ့ကမနေ့ဆက်တနအိခွဲအချိန်မှာချက်တင်းအထိုင်စခန်းကိုပြန်လဲဆုတ်ခွာသွားတယ်လို့သိရပါတယ်ဒဏ်ရာရတဲ့စစ်ခွေးခွန်ကောင်ကတော့ဒဏ်ရာအပြင်းထန်ရလို့လဲတွေနဲ့တော့တိုက်ထုတ်သွားတယ်လို့ပြောပါတယ် သေးမသေးတော့အတိအကျမသိရသေးဘူးလို့ကျွန်းလာတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမော်လိုင်းမြို့ထောသာချေးရွာမှာစစ်ခွေးတပ်ကရိတ်ခါမထောက်ပံ့ဘဲနဲ့ပြစ်ထားခဲ့တာဟာလမ်းနဲ့ချီငတ်ပြက်နေရပြီးတော့ PDF တွေကဖမ်းဆီးရမိတဲ့အခါကျမှစစ်တုံးပန်းစစ်သားပြည်သူစစ်နဲ့မိသားစုဝင်ယာနဲ့ချီပြီးတော့အစာရေးစာဝလင်စွာစားခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ15ရက်နေ့ကသခိုင်းတိုင်းမော်လိုက်ခရိုင်မော်လိုက်မြို့နယ်မှာရှိတဲ့ပြူစောတီခေါင်းဆောင်အဲပန်ဦးစီးတဲ့စစ်ခွေးတပ်ဖွဲ့ဝင်များအခြေချနေထိုင်တဲ့ထောသာရွာပြူစောတီစခန်းကိုမော်လိုက်ခရိုင်တိုင်းရဲနှစ်၄နဲ့ဖောင်းမြေမြို့နယ်ပကဖပူပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ပြူစောတီခေါင်းဆောင်အဲပန်အပါဝင်ပြူစောတီများရဲ့မိသားစုဝင်190ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အခုလိုဖမ်းဆီးရရှိခဲ့တဲ့စစ်ခွေးများနဲ့ပြူခွေးတွေက၎င်းတို့ဟာလနဲ့ချီပြီးတော့စားနဲ့ရိတ်ခါမရှိဘဲငတ်ပြတ်ခဲ့ရတော့လေ PDF တွေကဖမ်းဆီးရမိတဲ့အခါမှသာကောင်းကောင်းမွန်မွန်စားတောက်ခဲ့ရတယ်လို့ပြောပါတယ်။ PDF ကဖမ်းမိရင်စစ်သားများနဲ့ပြည်သူစစ်များကိုတတ်ဖြတ်တယ်ဆိုတာဟာလည်းမှန်ကန်မှုမရှိကြောင်းပြောဆိုထားပါတယ်။ ထော်တာကြီးပါကစစ်တုံမန်းတပ်သားချစ်ဦးမောင်ကစစ်တပ်ကအာဏာရှင်ဆန်ပြီးတော့ပြည်သူ့ကာကွယ်တပ်များကစစ်တုံမန်းတွေကိုတောင်မှကောင်းမွန်စွာဆက်ဆံကြွေးမွေးထားကြောင်းပြန်လည်ပြောဆိုခဲ့ပါတယ်။အလင်းဝင်ရင် PDF များကတပ်ဖြတ်မယ်ဆိုတဲ့စစ်ခွေးတပ်ရဲ့ဝါရဖြတ်မှုများဟာလည်းမှန်ကန်မှုမရှိတာကိုစစ်တုံမန်းတကယ်ဖြစ်လာတဲ့အချိန်ကြောင့်မှသိရှိရတယ်လို့ပြောဆိုထားပါတယ်။ ဖောသားစခန်းကုန်းမှာစပြီးတော့စားတွေငပိတွေစပြီးပြတ်ခဲ့ပါတယ်ကျွန်တော်တို့ဆိုရင် နေစရာမရှိစားစရာမရှိအဖြစ်မျိုးတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်အဲ့ဒီနောက်ပိုင်းမှာငတ်မုတ်ခေါင်းမခဲ့ရတာပေါ့ရှစ်လပိုင်း15ရက်နေ့မှာတော့ပြည်သူ့ကာကွယ်တပ်မတော်ကနေကျွန်တော်တို့ကိုထိန်းသိမ်းခြင်းခံလိုက်ရပါတယ်အရင်တုန်းကလည်းကျွန်တော်တို့ကအလင်းဝင်ဖို့စဉ်းစားထားပြီးသားပါမဟုတ်တဲ့ဝါဒတွေဖြန့်ချီတယ်တပ်မတော်သားတွေပြည်သူစစ်တွေအားလုံးက PDF တွေပြည်သူ့တပ်မတော်နဲ့ပူးပေါင်းမယ်ဆိုရင်နှီးမျိုးစုံနဲ့တတ်ဖြတ်တယ်အမျိုးမျိုးဒုက္ခပေးတယ်ရမ်းရှာတယ်ဒါမျိုးတွေအမျိုးမျိုး မမှန်တဲ့သတင်းစကားတွေကိုသတင်းအမှားတွေလွှင့်ခဲ့ပါတယ် ်အခုလက်တွေ့မှာတော့ခြေကောင်းလက်ကောင်းအားလုံးအသက်ခံတာတည်မြဲဆဲပဲဖြစ်ပါတယ်ပြည်သူကာကွယ်တပ်ဖွဲ့ PDF တွေထိမ့်သိမ်းခံထားရတာလုံလဲလုံကျုံနေညီကိုရင်းပေါ်မှာလဲစောက်ရှောက်ထားတယ်သူတို့ကစက်သားဟင်းနဲ့စားရင်ကျွန်တော်တို့လည်းစက်သားဟင်းနဲ့ကျွေးတယ်သူတို့ဝေကောင်းစားလာဝေးရင်ကျွန်တော်တို့လည်းဝေကောင်းစားလာဝေးရတယ်လို့စစ်တုံးမှန်တပ်သားခြေဦးမောင်ကပြောဆိုထားပါတယ်ထော်တာချေးရွာမှာစိတ်ခွဲတက်ရဲ့လစ်လူရှုမှုကြောင့်ငတ်ပြတ်မှုပြဿနာပေါ်ပေါက်ခဲ့ပြီးတော့ကလေးငယ်များဟာလည်းလူတကိုယ်လုံးမှာခေါင်းမဲကြံတော့တဲ့အထိကိုပိန်လီသွားကြတယ်လို့သိရပါဗျ PDF တွေဖမ်းမိတဲ့အချိန်ကျမှသာအစားအစာများကိုကျွေးမွေးမှပြန်လည်ပြီးတော့ပြစ်ပြစ်ဝဝဖြစ်လာတယ်လို့၎င်းကရှင်းပြထားပါတယ်စစ်ခွေးတွေကတကယ်ကိုအာနာရှင်ဆန်နဲ့အာနာရှင်စစ်စစ်တွေပါကျွန်တော်တို့ကိုနှိမ့်နေချီပြီးတော့စီစားငပိပြက်အောင်ပြစ်ထားတယ်ကျွန်တော်တို့မှစားသုံးခဲ့ရတာဆိုရင်လေတကယ်ကိုမြင့်ပြုတ်တို့အရွက်ပြုတ်တို့ ရုံးမရီသည်ပြုတ်တော့နေစားခဲ့ရတာပါတချို့ရံများဆိုရင်ထမင်းရည်နဲ့ခောက်ပြီးတော့တောက်ခဲ့ရတယ်ကလေးတွေဆိုလို့ရှိရင်လည်းငကိုကဝဝဖြိုးဖြိုးရှိခဲ့တယ်ကလေးတွေဆိုရင်ခေါင်းမဲကြံပါတော့တယ်အခုကျွန်တော်တို့ထိမ့်သိမ်းခံပြီးတော့မှပြန်ပြီးတော့ပြည့်ပြည့်ဝဝဖြစ်လာတာပါလို့၎င်းကရှင်းပြထားပါတယ် PDF များကထော်တာချေးရွာကနေဖမ်းဆီးရရှိထားတဲ့စစ်တုံးမန်းများကိုတပ်ဖြတ်ခြင်းမရှိဘဲကောင်းမွန်စွာထားရတဲ့အပြင်ကျမ်းမာရေးနဲ့နေစားရေးကစပြီးတော့ကူညီနေတယ်လို့သိရပါဗါးဒါကြောင့်အခြားစစ်သားများနဲ့ပြည်သူစစ်များအားလုံးအမြန်ဆုံးအလင်းဝင်စေလိုတယ်လို့၎င်းကတိုက်တွန်းထားပါတယ် အခု PDF တွေလက်ထဲမှာအဖမ်းခံလိုက်ရတဲ့မိသားစုဝင်တရားကျော်လုံးကိုတပ်မတော်ကနေပြီးတော့ကျွန်တော်တို့ကိုတတ်ဖို့လိုက်ရှာနေပါတယ်ကျွန်တော်တို့ကို PDF တွေကတတ်လိုက်ပြီလို့လဲပြည်သူတွေကိုတွေးထိုးခဲ့ပါတယ်လုံဆောင်ခဲ့တယ်အမှန်တကယ်တော့ကျွန်တော်တို့ပြည်သူတွေမိမယောက်ျားကလေးအကုန်လုံးရှိပါတယ် ဒီမှာပဲတနေရာထဲမှာထိမ့်သိမ့်ချင်းခံရတာပါကျွန်တော်တို့ကဘာမှတက်လဲမတက်ပါဘူးရန်လဲမရှာပါဘူးညီကိုရင်းတဲ့ဖွဲကျွန်တော်တို့ကိုစောက်ရှောက်ထားပါတယ်ကျွန်တော်မာဂျင်နာကတော့အားလုံးလက်နက်ချပြီးတော့လာရောက်ပူးပေါင်းစေချင်ပါတယ်လို့စစ်တုံးမန်တပ်သားချေဦးမောင်ကဆက်လက်ပြောဆိုထားပါတယ်အလားတူပဲစစ်တုံးမန်တပ်သားရဲမင်းထက်ကလည်းဖမ်းဆီးခံရတဲ့အချိန်ကနေအစာအိမ်စာကောင်းမွန်စွာစားခဲ့ရတဲ့အတွက်စစ်ခွေးတိုက်ရဲ့ဝါရဖြတ်မှုများဟာမှားယွင်းတာကိုလက်တွေ့သိလာရတယ်လို့ပြောဆိုထားပါတယ် မင်းအောင်လိုင်ရဲ့တက်မတော်ကတော့ကျွန်တော်တို့ကိုပြစ်ထားတယ်ဗျာကျွန်တော်တို့ရဲ့စခန်းကုန်းမှာစားစရာတော့မရှိပါဘူးအရွက်ပြုတ်ပဲနေတိုင်းစားနေရတယ်အကုန်လုံးအပြုတ်တွေကြီးပဲမြစ်ပြုတ်အရွက်ပြုတ်အကုန်စားရတာပေါ့ PDF တွေရဲ့လက်ထဲရောက်မှကောင်းကောင်းမော်မော်စားရတော့ရတာပါတို့စားတယ်လို့လည်းစားရတယ်စေးဝါးတွေလည်းအကုန်ကုတာပေးတယ်ကျွန်တော်တို့ရဲ့ညီကိုတွေစစ်ခွေးလော်ဘီတွေ တပ်မတော်ကကောင်တွေကိုလည်းပြောကြင်ပါတယ်အချိန်မနှောင်းငယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့စည်းကိုအလင်းဝင်ဖို့တရင်စကားလေးပါကြင်ပါတယ်ငကိုကတီထားတယ်လို့ဒီကောင်တွေဝါရဖြန့်ထားတဲ့အတိုင်းမဟုတ်ပါဘူးကောင်းကောင်းမွန်မွန်နေရတယ်ရိုက်လည်းမရိုက်ဘူးနှက်လည်းမနှက်ပါဘူးလို့၎င်းကရှင်းပြထားပါတယ်ထောသားကြီးရွာကနေဖမ်းဆီးခါရတဲ့ပြည်သူ့စစ်အောင်မျိုးဦးကလည်းစစ်ခွေးများနဲ့ပြည်သူ့စစ်များအချိန်မတိုင်မီပြည်သူ့ဘက်ကိုခိုးလုံတင်ကြောင်းတိုက်တွန်းပြောဆိုထားပါတယ်အရင်ကတီးရတာကတော့လက်နက်ချပြီးတော့ဖမ်းဆီးခါရတယ်ဆိုရင်တပ်ဖြတ်ခံရတယ်လို့ဝါရတွေဖြန့်ခံရပါတယ် ဲ့ဒီဝါရတွေကတကယ်မဟုတ်ပါဘူးဗျာကျွန်တော်တို့ဒီရောက်မှကောင်းကောင်းမွန်မွန်ထားတယ်လက်နဲ့ချပြီးတော့အလင်းဝင်တဲ့သူတွေကိုလည်းစူချင်းငွေတွေပေးတယ်ဘဝတို့ညီကိုတွေကိုပါတရင်စကားပါကြင်ပါတယ်အချိန်မနှောင်းငယ်ပြည်သူကားခွေးတက်မတော်နဲ့ပူပေါင်းပြီးတော့လက်နဲ့ချအလင်းဝင်ကြပါလို့ပြောကြင်ပါတယ်ထော်သာကြီးပါကတုံမှန်များဖြစ်ကြတယ်ပြူစောတိမိသားစုဝင်တွေဖြစ်တဲ့မောင်တန်းစော်ထွန်းနဲ့ မောင်စော်မင်းဦးမတန်နာလိုင်တို့ကလည်းကောင်းမွန်စွာကျွေးမွေးဆောင်ရှောက်ထားတဲ့အတွက် PDF များကိုကျေးဇူးတင်ကြောင်းစစ်သားများနဲ့ပြူစော်ဒီများအလုံးလက်နက်ချလင်းဝင်တဲ့နယ်လို့ထုတ်ဖော်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချမ်းမဆက်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ